မင်္ဂလာပါအားလုံးပဲနော် credit card ပိုက်ဆံအေးထဲမှာတော့တကယ့်လောက်တော့ရှိနေကြတယ်ရောဒါပဲအဲ့ဒီခါရဲ့နောက်ွယ်မှာကျွန်တော်တို့မတည်တည်တဲ့အမှန်တရားတွေလီဝါချက်တွေရှိနေတယ်ဆိုရင်ကဲဒီနေ့အဲ့ဒီအကြောင်းတွေတော့တစ်ခုချင်းစီပေါ်ထုတ်ကြည့်ကြအောင်ဟုတ်တယ်လေအလကလီယလက်မှတ်တွေရမယ် cashback တွေပြန်ရမယ်ဆိုပြီးမလုံးတီအများကြီးပေးနေတာဒါပေမဲ့တချက်စဉ်းစားကြည့်ဒီလိုတွေပေးနေရရတနဲ့ဘန်တွေကဘလို့လုပ်ပြီးဒီလောက်တောင်အမျက်တွေရနေရတယ်လဲအဲ့ဒီမှာတခုခုတော့ရှိနေပြီ ကက်ချ်တူအိုင်ပါဖိမလဲကဲအဲ့ဒီလူအချက်တွေစီမတော်ခင်မှာပါနော်အခြေခံအကြဆုံးဒါမဲ့အရေးကြီးဆုံးအချက်တစ်ချက်ကိုအရင်ဆုံးသဘောပေါက်ထားဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့ critical attack ကပိတ်ဆံဟာကိုယ်ပိတ်ဆံမဟုတ်ဘူးဆိုတော့ပါပဲ꽈ချားချက်ကတော့ရှင်းရှင်းလေးပဲ David Carr ဆိုတာကကိုယ်ပိုင် account ထဲမှာရှိတဲ့ကိုယ်ပိတ်ဆံကိုပဲတိုက်ရိုက်ထုတ်သုံးတာပိတ်ဆံရှိတဲ့လောက်ပဲသုံးလို့ရတယ် credit card ကကျတော့အဲ့လိုမဟုတ်ဘူးဘဏ်ရဲ့ပိတ်ဆံကိုခဏချေသုံးလိုက်တာဆိုတော့ သုံးပြီးသွားရင်အဲ့ဒီပိတ်ဆံကဘန်စီပြန်ဆက်ရမယ့်အကျွေးဖြစ်သွားပြီ credit limit ဆိုတာကတော့လွယ်လွယ်ပြောရရင်ဘဏ်ကနေခမားကိုဒီလအထည်တော့အကျွေးပေးသုံးနိုင်တယ်ဆိုပြီးတတ်မှတ်ပေးထားတဲ့အများဆုံးပမာဏပေါ့အဲ့ဒီထက်ကျော်ပြီးသုံးလို့မရတဲ့မျက်နှာချက်တခုလိုပါပဲကဲဒီမှာပဲဘာနေရဲ့ပထမဆုံးလှည့်ွက်ချီတခုကိုစပြီးတွေ့ရတော့မှာပါ အဲ့ဒါကတော့လူတွေကိုကိုကပဲထိန်းချုပ်ထားနိုင်တယ်လို့ထိန်းရောင်ထင်မှဖြစ်စေတဲ့အ ਨੇ ဆုံးပေးချေငွေဆိုတဲ့ထောင်ချောက်ချီပါပဲကဲဦးမာလီတခုနဲ့ကြည့်ရအောင်နော်လူတယောက်ကဖုန်းတစ်တလုံးဝယ်လိုက်တယ်ဆိုတော့သူ့ရဲ့ credit card မှာပေးစရာဒေါ်လာတထောင်ရှိသွားပြီလကောင်လို့ပန်လာပေးပို့လိုက်တဲ့အခါမှာရွေးချယ်စရာနှစ်ခုပေးထားတယ်တခုကအကျွေးအားလုံးဒေါ်လာအထောင်ကိုအပြည့်စံမလားဒါမှမဟုတ်အ ਨੇ ဆုံးလေးပဲ25ဒေါ်လာပဲစံမလားတဲ့ဟုတ်တယ်ဒေါ်လာတထောင်နဲ့ 25ဒေါ်လာဘလောက်กว่าလဲဒီ25ဒေါ်လာဆိုတာကအရန်ကိုတင်းငယ်ပြီးတော့ဆွဲဆောင်မှုရှိနေတာပေါ့ဒီနေရာမှာပဲထောင်ချော့ကတက်ကြီးစတာဒါအဲ့ဒီဆွဲဆောင်မှုရှိတဲ့အနည်းဆုံးပမာဏလေးကိုပဲပေးလိုက်ပြီးဆိုရင်ကြာနေတဲ့ပိတ်စာပုံမှာပြတ်မြတ်အတိုးနှုန်း20%တခါတလေအဲ့ထောင်ကြော်နိုင်တဲ့အတိုးတွေစပြီးတက်လာတော့တာပဲအဲ့တော့ဘယ်ဖြစ်သွားလဲဆိုတော့ကြံနေသေးတဲ့ဒေါ်လာ985ပေါ်မှာအတိုးနှုန်းအမြင့်ကြီးနဲ့အတိုးတွေကတဖွဲဖွဲတက်လာတော့တာပဲ။ ဒီလိုနဲ့လားတိုင်းလားတဲ့အတိုးပေါ့အတိုးချင်းအစိုးမရှိတဲ့အကျွေးထန်တရားတွေကိုတဖြည်းဖြည်းနဲ့နစ်ဝင်သွားစီတော့တာပါအများဆုံးွယ်ပေးချင်ချင်းဆိုတာတကယ်တော့အကုန်ကြများတဲ့အကျွေးလေးရဲ့တကားပေါ့ပဲဒီထောင်ချောက်ကဘလောက်တောင်ကြီးမားပြီးကြောက်စရာကံလဲဆိုတော့ကိုဒီကိန်းငံတိုင်းကြီးကတတ်တည်ပြနေတယ်2025ခုနှစ်ရောက်ရင်အမေရိကန်နိုင်ငံတစ်ခုတည်းမှာတောင် credit card ကျွေးပေါင်းဟာစုစုပေါင်းဒေါ်လာတက်တမနှစ် trillion trillion เนาะအဲ့ဒီလောက်ကြီးရှိလာမယ်လို့အခန့်မှန်းထားကြ အနည်းဆုံးပေးချေငွေအပြင်ပန်ဒီသုံးတဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုကတော့ rewards တွေပါပဲအခမအဆုလက်ဆောင်တွေပေါ့ဒါပေမဲ့အဲ့ဒါတွေကတကယ်ပဲအလကားရတာလားဒါမှမဟုတ်နောက်ခွဲမှာဈေးကြီးကြီးပေးရတဲ့စိတ်ပိုင်းဆိုင်ရာလက်ခွက်တစ်ခုလားဒီကိုကားစကားတစ်ခုကအားလုံးကိုရှင်းရှင်းလင်းထက်တော်စေပါလေဒီဆုလက်ဆောင်တွေကပိုပြီးစုမိဆောင်မိစေဖို့ရည်ရဲတာမဟုတ်ဘူးပိုပြီးတုံးဆွဲလာအောင်ဖန်တီးထားတာဖြစ်တယ်တဲ့ဆိုတော့ဒါကလက်ဆောင်မဟုတ်ဘူးစီးပွားရေးနည်းပြဟာတစ်ခုပဲ ဥပမာအနေနဲ့ကြည့်လေအခမတ်ပြည်သွင်းလေရင်လက်မှတ်တဆောင်လောက်ရဖို့အတွက် points ပေါင်း15000လောက်ကနေ25000လောက်လောက်လိုတယ်အဲ့ဒီ points တွေရဖို့ဘယ်လောက်သုံးရမလဲသီလားဒေါ်လာ10000ကနေ2000ကျော်အထိသုံးရမှာစဉ်းစားကြည့်လေရင်လက်မှတ်တဆောင်အတွက်အဲ့လောက်သုံးရတာတန်းရဲ့လားဒါအပြင်တခြားမြန်နိုင်တဲ့ကုန်ကျစရိတ်တွေလည်းရှိသေးတယ်။တခုက critical နဲ့တုံးတဲ့အခါကျတော့ပတ်စံစစ်ကိုင်းတုံးရတယ်လို့မလို့ဆေးရတော့ဘူးလေ။အဲ့တော့လူတွေကပို့ထုံးပြီးတတ်ကြတယ်။ နောက်တစ်ခုကစုလက်ဆောင်တဲ့အများကြီးပေးတဲ့ကတော်တော်များများမှအနေတိုင်းပေးရတယ်နေစဉ်ကြေးဆိုတာရှိသေးတယ်နောက်ဆုံးတစ်ခုကဆိုင်းဒီမာကတ်နဲ့ရှင်တိုင်းဆိုင်းရှင်ကဘန်ကိုအချင်းငွေနည်းနည်းပေးရတယ်အဲ့ဒီကုန်ကြဆေးခုကာမီယာကိုသူတို့ကကုန်မစင်းစင်းလုံးတွေကိုလူတိုင်းအတွက်နည်းနည်းစီမြင့်ထောက်လိုက်ကြတာပဲကဲဒီလိုဆိုတော့ credit card တွေကလုံးဝရှောင်ရမယ့်အရာတွေချိပဲလားအဲ့လိုကြည့်တော့လဲမဟုတ်ပြန်ဘူးဒီစနစ်ကြီးကိုကိုယ့်အတွက်အကျိုးရှိအောင်ဘလို့လိမ်မာပါနတ်စွာအသုံးချမလဲဒီ game ကိုဘလို့အနိုင်ကစားမလဲဆိုတာကိုကြည့်လိုက်ကြရအောင် ခရစ်ကကိုတာဝန်တည်တည်တည်နဲ့သုံးဆွဲဖို့အတွက်လုံးဝမမေ့သင့်တဲ့ရွှေစီမင်းသုံးခုရှိတယ်။အဆင့်တဲ့တကယ်ကိုလိုအပ်တဲ့အရာတွေအတွက်ပဲသုံးပါ။အဆင့်နဲ့ဘဏ်ကသမပေးထားတဲ့ credit limit တွေဘယ်တော့မှကျော်ပြီးမသုံးပါနဲ့။နောက်ဆုံးနဲ့အရေးကြီးဆုံးအဆင့်သုံးတော့ lesson လတိုင်းပေးစရာရှိသမျှကို အချိန်မီတပြားမှမကျန်အပြေအဝပြန်ဆက်ပါ။အခုမှ credit card စသုံးမဲ့သူတွေအတွက်အကြံပေးချင်တာကတော့နှစ်စင်ကြီးမရှိရဲ့ no annual fee card မျိုးကိုအရင်ဆုံးရွေးချယ်စဉ်းစားကြည့်ပါလူများစုအတက်ကတော့တဟာလုံလောက်တာတကောပို့နေပါ යි မလိုအပ်တဲ့ခုန်ကြားစိတ်တွေကိုရှောင်ပြီး credit ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားလို့ရတာပေါ့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးတစ်ခုကိုစဉ်းစားဖို့ချန်ထားခဲ့ခြင်းပါတယ်ဘန်ဒီက credit card တွေကိုဘာထက်လို့ဒီလောက်တောင် အတင်းအကျပ်လိုက်ရောင်းနေကြတာလဲစဉ်းစားကြည့်လေတစုံတယောက်ကကိုယ့်ကို တစ်ခုခုကိုအတင်းအကျပ်ပေးနေပြီဆိုရင်အဲ့ဒါကတကယ်ပဲစေတနာနဲ့ပေးတဲ့လက်ဆောင်တစ်ခုဖြစ်နိုင်ပါမလား